ခွေးလေးတွေကြောင်လေးတွေကဖျားလဲမဖျားပဲနဲ့နေမကောင်းလဲမဖြစ်ပဲနဲ့ဘာကြောင့်မလို့အစာမစားရတာလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ညီနေဒီနေ့မှာ ဖြစ်နိုင်ခြေရှိတဲ့အချက်တွေကိုဒါဆွေးနွေးသုံးသပ်ပြပေးသွားမယ်ပေါ့နော်ပထမဆုံးတစ်ချက်မှာဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေဟာလည်းသူတို့ဒီအနေနဲ့ဈီစာကြောင်တဲ့ပုံစံမျိုးရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အစားတောက်နဲ့ပတ်သက်ပြီးမှဈီစာကြောင်တာမျိုးဒါမှမဟုတ်လို့ရှိရင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဈီစာကြောင်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်အစားတောက်နဲ့ပတ်သက်ပြီးမှသူတို့ဈီစာကြောင်တဲ့အခါမှာဆိုလို့ရှိရင်သူတို့ဒီအနေနဲ့ဒီဟာဆိုလို့ရှိရင်မစားခြင်းဘူးဟိုဟာဆိုလို့ရှိရင်မစားခြင်းဘူးဆိုတဲ့ပုံစံမျိုးတွေကို င်တော်တို့သွားတွေ့ရမယ့်အပြင်ကိုမှာ ကိုကျွေးတဲ့ဥစ္စာကိုသူတို့ဒီနေနဲ့မကြိုက်တာမျိုးတွေညင်းဆန်တာမျိုးတွေတွေ့ရတယ်လို့ကျွန်တော်တို့တစ်ခါတည်းရမှာကျွန်တော်တို့အစာကျွေးပုံလေးနည်းနည်းလေးချိန်သွားတာနဲ့ကိုသူတို့ဒီနေနဲ့မစားကြင်တော့ဘဲနဲ့အစာကိုမစားတော့ဘဲနဲ့နေတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဗောနော်ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်သူတို့ဒီအနေနဲ့ဒါစိတ်ဖိစီးမှုရတဲ့အခါမျိုးဆိုလို့ရှင်လေဒါအစာတောက်တွေကိုမစားဘဲနေလေးရှိတယ်ဘယ်လိုမျိုးတွေလဲဆိုလို့ရှင်ပဝန်းကျင်အပြောင်းလဲဖြစ်သွားတာမိသားစုထဲကိုကျွန်တော်တို့အတက်တက်ရောက် ထိုက်ရောက်လာတာမျိုးဒါမှမဟုတ်လို့ရှင်ပိုင်ရှင်ရဲ့စိတ်နေသဘောထားပေါ်မှာမူတည်ပြီးမှပိုင်ရှင်ကစိတ်ညစ်နေလို့ရှင်တို့ဒီနေနဲ့အစာမစားကြတာမျိုးပိုင်ရှင်ကပေါ့နော်တို့ဒီနေပတ်သက်ပြီးမှကျွန်တော်တို့ စိတ်မကြည်တဲ့ပုံစံမျိုးပေါက်နေတယ်စိတ်မကြည်နေဘူးအစမပြေမှုတွေရှိနေတဲ့အခါမျိုးတွေရှိတယ်ဆိုလို့ရှိရင်လေတို့တို့ဒီနေနဲ့အစားအသောက်တွေကိုမစားဘဲနဲ့နေတာမျိုးတွေကိုကျွန်တော်တို့ဒါသွားပြီးမှတွေ့ရနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေနဲ့ဒါအစားအသောက်ကျွေးချိန်မမှန်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လေတို့တို့ဒီနေနဲ့ဒါအစားအသောက်ကိုမစားဘဲနဲ့နေတာမျိုးတွေကိုကျွန်တော်တို့သွားပြီးမှတွေ့ရလိမ့်မယ်ဥပမာဆိုကြပါစို့ကိုယ်တွေကမနက်ခင်း၈နာရီမှကျွေးနေကြကို တဲ့ရက်လောက်ပေါ့နော်ကျွန်တော်တို့ဒါ9နာရီလောက်မှာသွားကြွေးမိတဲ့အခါမျိုးတွေမှာဆိုလို့ရှင်တို့ဒီနေနဲ့အစာမစားဘဲနေတာမျိုးကိုကျွန်တော်တို့တွေနေနဲ့ဒါသွားပြီးမှတွေ့ရနိုင်တယ်ဗျာနော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်တို့ဒီနေနဲ့ဒါပုံမှန်တို့ဒီအိမ်ထဲမှာနေတယ်ဆိုပေမဲ့လို့စော့ကစားပေးတာမျိုးတွေလေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေလိုအပ်တယ်အကယ်၍ဒါခန္ဓာကိုယ်လှုပ်ရှားမှုနည်းတယ်ဆိုလို့ရှင်လည်း အစာမစားခြင်းဘူးအစာမစားခြင်းပဲနဲ့ကိုသူတို့ဒီအနေနဲ့ဒါအစာတွေကိုမစားဘဲနေတာမျိုးတွေကိုကျွန်တော်တို့ဒါပိုပြီးမှတွားပြီးတွေ့ရနိုင်တယ်ဗောနောပြီးရင်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီအစာပြေမုန့်တွေကိုအလွန်ကျွံကျွေးတဲ့အကောင်တွေမှာဆိုလို့ရှင်လေသူတို့ဒီဒီနဲ့အစာတောက်ကျွေးတဲ့အချိန်မှာအစာကိုကျွေးတဲ့အချိန်မှာဆိုလို့ရှင်ညင်းဆန်တာမျိုးကိုကျွန်တော်တို့တွားပြီးမှတွေ့ရနိုင်တယ်ဗောနောနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့သူတို့ဒီကလည်းလူတွေလိုပဲအစာတောက်စားနေတဲ့အချိန်မှာစိတ်အနှောက်အယှက်ပြတ်သွား တယ်ဆိုလို့ရှိရင်အစာမစားတော့တာမျိုးတွေရှိတယ်ပေါ့နော်အာယုံနောက်သွားတယ်ဒီအစာစားနေတဲ့အချိန်မှာဆူညံတန်းတစ်ခုခုကြားရတာဒါမှမဟုတ်လို့ရှိရင်တခြားအာယုံနောက်เสียတာခုခုပေါ့နော်ဥပမာခွေးလေးတွေဆိုလို့ရှိရင်တခြားခွေးတစ်ကောင်ကသူ့ရဲ့အစာကိုလာပြီးမှလူလာမျိုးဆိုရင်အာယုံနောက်သွားတယ်အဲ့တော့ကြောင့်မျိုးလို့အစာမစားတော့တာမျိုးကြောင်လေးတွေမှာဆိုလို့ရှိရင်သူတို့စားနေတဲ့အချိန်တော့အတွက်မှာကျွန်တော်တို့ ဒါတခြားကြောင်ကလာလူစားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လေဒီရဲ့အစာကိုမစားတော့ဘဲနဲ့ပေးတည်ပြီးမှနေတာမျိုးကိုကျွန်တော်တို့ဒီအနေနဲ့ဒါတွားပြီးမှတွေ့ရနိုင်တယ်ဗောနော်